တငယ်ချင်းတောင်းတော့အမေကကိုလဲတက်ချင်တာပေါ့နော်။ကိုညမကြီးပဲဒီကထားမဲ့ဆိုပြီးစိတ်ထဲမှာကြိတ်ပြီးလှုပ်ထွက်လိုက်တာ။တမီးပြောမေးရေတမီးချောင်းမတက်တော့ဘူးလို့ညမလေးပဲထားရတော့လို့အချင်းကြီးဆက်ဖို့အမေတော့ခံပြီးတော့ချောင်းထွက်တာရေတက်လိုက်ရောင်းနေရတဲ့တမီးလေး။ကဲရေဒီရဲ့ကလေးတွေကချောင်းထွက်ပြီးတော့ဘဝမော်လေးမရှိရဲ့ဘဝကိုဖျက်ဆီးနေကြတာများပါတယ်။ဒါပေမဲ့ဘဝပေးအခြေအနေမကောင်းကြတဲ့မိသားစုမှာဈေးပြင်းလာရတဲ့ကလေးတွေမှာတော့ ရင်းစဉ်ကလေးကဘဝတာဝန်တွေကများပြားခဲ့ပါတယ်။ဒီသမီးလေးဆိုရင်တော့မီးပွိုင်းမှာရေတန့်လိုက်ရောင်းနေရတာဖြစ်ပါတယ်။ရေတန့်နဲ့ပန်နာစေးတွေကိုလိုက်ရောင်းနေတာဖြစ်ပါတယ်။ပန်နာစေးကိုခြေနှောင်းထဲမှာထည့်ပြီးတော့မီးပွိုင်းရကားတွေကိုလိုက်ရောင်းပြီးတော့စာဝင့်နေရေးအတွက်ရက်တည်နေရတာဖြစ်ပါတယ်။ တမီးလေးကအသက်ငယ်သေးတဲ့အရွယ်မှာကြောင်းလဲမနေရသေးပါဘူးအခုလက်ရှိမှာငါရန်တက်ရမယ့်အရွယ်ဆိုပေမဲ့မိသားစုကိုငဲ့ညာပြီးတော့ကြောင်းထွက်ထားရတာဖြစ်ပါတယ်တမီးလေးပင်ကြီးရဲ့မိသားစုကစားဝတ်နေရေးအဆင်မပြေသလိုအကျွေးတွေလည်းပက်လေဝိုင်းနေတာပါအကျွေးတွေဝိုင်းနေတဲ့ဘဝဖြစ်တဲ့အတွက်အကျွေးကိုအရင်ကြည်အောင်ဆက်ဖို့အရေးကြီးနေတာပါအကျွေးရှင်တွေကိုအင်ဟိုလာပြီးတော့တောင်းကြတဲ့အချိန်မှာတော်တော်လေးကိုစိတ်ဆင်းရဲနေရတာပါ ဒါကြောင့်မို့လဲပင်ကီကငါရန်တရားမဲ့အချိန်မှာကြောင်းထွက်လိုက်တာ ဖြစ်ပါတယ်။ကြောင်းထွက်လိုက်ပြီးတော့အငယ်လေးတွေကိုကြောင်းတက်ဖို့လမ်းကိုသာရွေးချယ်ခဲ့တာပါ။သမီးလေးကကြောင်းထွက်လိုက်ရပေမဲ့အငယ်လေးတွေကိုကြောင်းမထွက်စေချင်ပါဘူး။ဒါကြောင့်မို့လဲကြောင်းတက်ဖို့လိုအပ်တဲ့စရိတ်ကို သမီးလေးကအရရှာပေးပါတယ်။ဒါအပြင်မိခင်ဖြစ်သူဆက်ဖို့ရှိနေတဲ့အကျွေးတွေအတွက်လည်းတနေ့ချင်းအနေငယ်ဆက်ပေးနေတာဖြစ်ပါတယ်။အတူကလည်းရှိသေးရမို့တရက်ကိုအကျွေးဆက်ဖို့အတွက် 8500မရရအောင်ရှားပါတယ်8500ရအောင်ရောင်းရဖို့ဆိုတာတကယ်မလွယ်ကူသလိုသမီးလေးအတွက်တော့ခြေထောက်ညောင်းမတက်လိုက်လျှောက်ပြီးတော့ရောင်းရတာဖြစ်ပါတယ်ရေသက်ဘန်နာစီရီယိုသာရောင်းတဲ့အတွက်တချို့ရက်စွေတော့ဝယ်မဲ့သူလည်းမရှိပါဘူးဈေးရောက်မကောင်းတဲ့နေ့ဆိုရင်သမီးလေးကဝယ်နေပြီးတော့အားငယ်နေရတာဖြစ်ပါတယ်တရက်ကို8500ရအောင်ရောင်းပြီးတော့အကျွေးလိုက်ဆက်နေရတာဖြစ်ပါတယ် သမီးလေးရဲ့မိခင်ရဲ့အသွေးကိုအမြန်ဆုံးဆက်ပြီးကျင်တာကြောင့်စီရောင်လို့မကုံကုံအောင်လိုက်ပက်ပြီးတော့ရောင်းနေရတာဖြစ်ပါတယ်။ဒါအပြင်သမီးလေးတို့ကအိမ်မှာမောင်နှမကလည်းများတာမို့စားရင်လည်းဝဝလင်းလင်းမစားရပါဘူး။တချို့ရက်ဆိုရင်တော့ငပိရင်နဲ့ဒါစားရတာများပါတယ်။ကစွန်းရွက်ကြော်လို့အလွယ်တကူခူးလို့ရတဲ့အရွက်တွေနဲ့ချက်စားပြီးတော့ခြွေတာနေရတာဖြစ်ပါတယ်။ တချို့ရဲ့ဆိုရင်တော့ဈေးရောင်းကောင်းလို့အသားဟင်းစားရပါတယ်။သမီးလေးကအလုပ်လုပ်ပါကြည့်တဲ့အတွက်တချို့ရဲ့ဆိုရင်နေကင်းစားတော့မစားဘဲနဲ့ ုံအောင်ရောင်းတာမျိုးရှိပါတယ်။အဲလိုရဲဆိုရင်တော့တရက်ကိုတသိန်းဘူးလောက်ရောင်းရတာတောင်ရှိပါတယ်။ဈေးရောင်းကောင်းပြီဆိုရင်တော့မိခင်ဖြစ်သူဟာအသားဟင်းတွေဝယ်ကျွေးပါတယ်။မနက်ခင်းဆိုရင်6နာရီလောက်ကလေးကထပြီးတော့ဈေးလိုက်ရောင်းရတာဖြစ်ပါတယ်။သမီးလေးဟာဈေးရောင်းတဲ့အချိန်ဆိုဖနက်တောင်မစီးဘဲနဲ့လိုက်ရောင်းတာမျိုးလည်းရှိပါတယ်။ဖနက်မစီးဘဲနဲ့နေပူတဲ့ရက်မျိုးမှသာစီးပြီးတော့ရောင်းတာဖြစ်ပါတယ်။ရောင်းရတဲ့နေရာကစီပင်ပိုင်တဲ့နေရာဖြစ်တဲ့အတွက် စီပင်မျက်နှာကိုကြည့်ပြီးတော့ရောင်းရတာဖြစ်ပါတယ်။တချို့ရက်ဆိုရင်စီပင်ကတိမ်ခိုင်းရင်လည်းတိမ်ရတာဖြစ်ပါတယ်။သမီးလေးတို့နေရတဲ့အိမ်ကချင်းချင်းလေးဖြစ်ပြီးတော့မောင်နှမလေးယောက်တောင်ရှိပါတယ်။သမီးလေးကအကြီးဆုံးမို့ကျောင်းထွက်ပြီးတော့ဈေးရောင်းရတဲ့နေ့တုန်းကဆိုရင်မိခင်ဖြစ်သူမှငိုတော်ငိုနေခဲ့တာဖြစ်ပါတယ်။မိခင်ဖြစ်သူကသမီးလေးလမ်းဘေးမှာဈေးရောင်းတာကိုလုံးဝစိတ်မကောင်းဘူး။ကြီးလည်းမကြီးရသလိုကျောင်းလည်းတက်စီကျင်တာပါ။ဒါပေမဲ့သမီးဖြစ်သူကတော့ ိဘတွေအဆင်မပြေတဲ့အတွက်သူသာလုပ်ပေးချင်တာဖြစ်ပါတယ်။ရာသမျှအားလုံးကိုသမီးလေးကမိဘတွေကိုသာအကုန်အပ်ပေးတာဖြစ်ပါတယ်။သမီးလေးကမြမလေးတွေကိုကောင်းကောင်းထားချင်တဲ့စိတ်နဲ့အဆအဆရရာစူးစားပြီးတော့ရှာဖွေနေရလဲဖြစ်ပါတယ်။အမကြီးပြီးသားတဲ့သမီးလေးပင်ကီအပေါ်ပရိသတ်တို့ရဲ့အမြင်လေးကောမလေးရဲ့မှာရေးခဲ့ပေးပါအောင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်။